င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ ဆက်ယုံအလုပ်ယုံနဲ့တခြားလုပ်ငန်းတွေကအလုပ်သမားတွေကိုအပိုထောက်ပံ့ကြေးပေးမပေးကိုကွင်းစင်စစ်ဆေးသွားမယ်လို့စစ်ကောင်စီဩဇာခံအလုပ်သမားဝန်ကြီးဌာနကကြေညာပါတယ်။ဆက်ယုံတဲ့လုပ်ငန်းတချို့ကအပိုထောက်ပံ့ကြေးကိုလိုင်းနာပေးချေဖို့ပြက်ကွက်တာအလုပ်ပိတ်ရက်တွေနဲ့အချိန်ပိုကြေးတွေ့ရမှာအငင်းပွားဖွယ်ဖြစ်ပေါ်နိုင်တယ်လို့ DPP သတင်းဌာနကအောက်တိုဘာ15ရက်မှာရေးသားဖော်ပြခဲ့တဲ့သတင်းကိုညွှန်ပြီးစစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကအသိပေးချက်ထုတ်တာဖြစ်ပါတယ်။ လော့သမာရီရဲ့စာဝတ်နေရေးကိုထောက်ကူပြုဖို့ရည်ရွယ်ပြီးအပေါ်ထောက်ပံ့ခြင်းကိုခံစားခွင့်ပြုတာဖြစ်လို့စက်ရုံအလုပ်ရုံနေတဲ့လုပ်ငန်းအားလုံးမှစိတ္တကြလိုက်နာဆောင်ရွက်စေဖို့အတွက်လော့သမာဝန်ကြီးဌာနရဲ့စစ်ဆေးရေးအရာရှိတွေကကွင်းစင်စစ်ဆေးကြမှတ်သွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စက်ရုံတချို့ကထောက်ပံ့ခြင်းပေးဖို့အရင်သတ်မှတ်ခဲ့ချိန်ကတည်းကလိုင်းနာဖို့ပြက်ကွက်တာတွေရှိခဲ့ပြီး သက်ဆိုင်ရာအလုပ်သမားယုံတွေကလည်းစိတ်ကြဆစ်ဆေးတာမရှိခဲ့တဲ့အတွက်အခုလိုဆစ်ဆေးမယ်လို့ပြောလာတဲ့အပေါ်လက်ခံယုံကြည်မှုမရှိဘူးလို့ပြည်တွင်းအလုပ်သမားရေးကူညီနေသူတယောက်ကပြောပါတယ်ရှင်မန္တလေးမြို့ကဇီရီမှာအပတ်စဉ်တနင်္လာနေ့တိုင်းပလတ်စတစ်အိတ်တွေမတုံးဆွဲဘူးစီပင်တရားရေးကော်မတီကညွှန်ကြားထားတာနှစ်လနီးပါးရှိနေပါပြီ ီညွှန်ကြားချက်ကိုဈေးဝင်တွေထဲမှာ loss speaker နဲ့တကြိမ်စီတာကြီးညာခဲ့တာသာရှိပြီး plastic short ချဖို့ပညာပေးတာတွေစိုင်းပုတ်ထောင်တည်ပေးတာတွေနဲ့အမိုက်စနစ်တကျစွန့်ပစ်နိုင်ဖို့စီစဉ်ဆောင်ရွက်ပေးတာတွေတော့မရှိဘူးလို့ဈေးသည်တွေကပြောပါတယ်။တနင်္လာနေ့တိုင်း plastic အိတ်တွေသုံးဆွဲတာတွေ့ရင်သုံးဆွဲသူကိုဒဏ်ငွေ3000ရိုက်တာတွေရှိပြီးရောင်းချသူကိုလည်းဒီထက်ပိုတဲ့ဒဏ်ငွေရိုက်တာတွေရှိတယ်လို့လည်းသိရပါတယ်။ဈေးသည်တချို့ဟာဒဏ်ရိုက်ခံရတာတွေရှောင်နိုင်မှု တနင်္လာနေ့တိုင်းဈေးတရနားတာတွေလည်းရှိသလိုပလတ်စတစ်အယောင်ဆိုင်တွေကတော့တနင်္လာနေ့တိုင်းစိုင်ပိတ်နေရတယ်လို့ဆိုင်ရှင်တွေကပြောပါတယ်။ကျွန်တော်တို့ပလတ်စတစ်သုံးလို့မရပါဘူး။ကာတုန်ကပတ်ဖို့သုံးလို့မရပါဘူး။အဲဒီတော့ရတဲ့ဆိုရင် recycle bag ရဲ့ point အဝေးပါဘက်ဝေးပါဘက်ပေါ်လာအဲ့ဒီမတော်ရချာတော့လို့မရဘူးလာတော့။အဲ့ကောဘီအန်ရဆာဗီယို လေးကလည်းငါတို့ပြေးနေရလာကြောသွားပြီမန္တလေးဈေးချိုထဲမှာဈေးဝယ်သူတယောက်ကတော့တနင်္လာနေ့တိုင်းပလတ်စတစ်အိတ်မသုံးရဆိုတဲ့ကြီးညာချက်ကိုမသိလို့သုံးဆွဲမိတာကြောင့်ဒဏ်ငွေရိုက်တာခံလိုက်ရတယ်လို့ဈေးဝယ်တယောက်ကပြောပါတယ်သူရဲ့ပြောဆိုချက်ကိုတော့လုံခြုံရေးအခြေအနေရ DVB သတင်းတောက်တယောက်ကအတန်စားထိုးဖတ်ကြားပေးထားပါတယ်အိမ်ကြီးကအိမ်ကြီးဝယ်လာတာစီပင်ကတနင်္လာနေ့တိုင်းပလတ်စတစ်မသုံးရကြီးညာထားတာကိုလည်းမသိဘူးအဲ့ဒီဝယ်လာတဲ့အိမ်ကြီးကိုဆိုင်ကထည့်ပေးလိုက်တဲ့အတိုင်းပဲပလတ်စတစ်နဲ့ထည့်လာတာ အဲ့ဒါကိုစီပင်ဝင်နှန်း6ရောက်လောက်ရှိမယ်ကိုကိုမြင်သွားပြီးတော့ပလတ်စတစ်မသုံးရဘူးဒံငွေဆောင်ရမယ်လို့ပြောတယ်။မဆောင်ကြည့်ရင်ဘယ်ဆိုင်ကထည့်ပေးလိုက်တာလဲဆိုတာပြောခိုင်းတယ်။ထည့်ပေးလိုက်တဲ့ဆိုင်ကိုမပြောချင်လို့ဒံငွေ3000ပေးလိုက်ရပါတယ်။အဲ့လိုဖြစ်တာကသူတို့ဈေးထဲမှာကြီးညာထားပြီးတပတ်လောက်လာမသိဘူး။မသိကြတဲ့သူများတယ်။ဈေးထဲမှာလောက်အိုသွားတာတဲ့။ဒံငွေဆောင်ပြီးအဲ့ဒီပလတ်စတစ်အိတ်ကိုမပစ်ပါဘူး။ဒီအတိုင်းပဲထည့်ပြီးအိမ်ကိုတည်သွားလိုက်တာပါပဲ။သူတို့ကလည်းဘာမှမပြောဘူး။ ဈေးတယ်တွေနဲ့ဝယ်ယူသူတွေဟာဈေးတွေထဲမှာပလတ်စတစ်လျှော့ချရည်အတွက်ပညာပေးလုပ်ငန်းတွေဒါမှမဟုတ်တင်းလာနေတိုင်းပလတ်စတစ်မသုံးဆွဲရဆိုတဲ့သတင်းချက်လက်ပေးတာတွေမလုပ်တာကြောင့်သိရှိသူနည်းပါတယ်လို့ပြောဆိုကြပါတယ်။မန္တလေးဈေးတွေမှာတင်းလာနေတိုင်းပလတ်စတစ်မသုံးဆွဲရဆိုပြီးသတ်မှတ်ထားတာအခုဆိုနှစ်လနီးပါးလောက်ရှိနေပြီဆိုပေမဲ့လည်းပလတ်စတစ်သုံးဆွဲမှုရောကြသွားတာမျိုးလည်းမရှိတဲ့အတွက်သူတို့လောက်တာဟာမထီရောက်ဘူးလို့လည်းဆိုကြပါတယ်။ လာယူမတွန်းအောင်ဆိုလို့ရှိရင်ပညာပေးသူကပေးရမယ်အမိုက်တော်နေချပေးရမယ်ချပေးပြီးတော့ပရစီကိုစနေကြတော့သူပညာပေးမစနေနဲ့လာမယ်ဒီလိုတုံးပြီးပါပြန်လာဒီလိုတုံးပြီးစနေကြဆုံးပြပါစနေကြဆုံးပြပါဆိုတဲ့နေရာရောက်သွားရောင်းမြင်တယ် သူတို့ပညာပေးနေတဲ့ပြင်လိုက်ကောင်းလေပညာပေးနေတဲ့ဝင်ပါနေတဲ့မဝင်ဘူး။အားဝင်နေတဲ့ပညာပေးနေဝင်နေတာ။အောင်းနဲ့မြောက်ခိုင်းလိုက်။အခုလိုမျိုးတင်းနင်းလာနေတိုင်းပလတ်စတစ်အိတ်မသုံးဆွဲဖို့ညွှန်ကြားထားတာကဘယ်ချိန်ကာလအထိလှုပ်ဆောင်သွားမယ်ဆိုတဲ့ကာလအပိုင်းခြားနဲ့ပတ်သက်ပြီးလဲတိတိကျကျမသိရသေးဘူးလို့လဲဈေးတွေကဆိုကြပါဗျ။ကျမမျက်သစင်ပါရှင်။ လေကြောင်းတက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးမှပြစ်ခတ်ရက်စရေပြတ်စပြီးဖြစ်ပြီးအကူအညီတွေပြန်ပေးဝင်ပြီလို့အစ္စရေးဘက်ကထုတ်ပြန်ပါတယ်တက်ခိုက်မှုတစ်ခုကြောင့်အစ္စရေးစစ်သား2ဦးသေဆုံးခဲ့ရပြီးမှအစ္စရေးကလေကြောင်းတက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်26ဦးသေဆုံးခဲ့ရတယ်လို့ပါလက်စတိုင်းဘက်ကထုတ်ပြန်ထားပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းပြစ်ခတ်ရက်စဲမှုဆက်ရှိနေသေးတယ်လို့အတည်ပြုထားပါတယ်။ ပြစ်ရချိုးဖောက်မှုမှာဟာမတ်စ်ခေါင်းဆောင်ပိုင်းကမပတ်သက်နိုင်ဘူးလို့လည်းသူကသတင်းတောက်တွေကိုပြောပါတယ်။အပြစ်ခတ်ရက်စရာကိုဟာမတ်စ်ဘက်ကချိုးဖောက်တယ်ဆိုပြီးတော့အစ္စရေးကဂါဇာကိုအကူအညီတွေရပ်ဆိုင်ခဲ့ပေမဲ့အမေရိကန်ရဲ့ဖိအားကြောင့်အော်တိုဘာလ20ရက်နေ့မှာပြန်စားဖို့ရှိနေပါတယ်။ဟာမတ်စ်ဘက်ကတင်းပြတ်ဒုံကျည်ပြလှလို့စစ်သားတွေအသေဆုံးခဲ့ရတာကြောင့် ဟာမတ်စ်တပ်မှုတွေဥမင်လှိုင်ကောင်းတစ်ခုနဲ့လက်နက်သုလောက်ရာနေရာတွေကိုတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကလေးတအူးနဲ့အမျိုးသမီးတအူးအပါအဝင်အနည်းဆုံးလူ26ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့ကျန်းမာရေးအာဏာပိုင်တွေကအတည်ပြုပါတယ်ရှင်။ဒီဗီယိုမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချူဆက်မကျေးဇူးတင်ပါတယ်ရှင်